ကိုလူတွေသရဏဂုံနေတဲ့သက်ရှိရွတ်ပေးပါဟုတ်ပြီလားသရဏဂုံဆိုတာဆင်းရဲပဲဖြောင်းနိုင်တယ်ချမ်းသာဆောင်ယူပေးနိုင်တယ်ဖြစ်ပေါ်လာမဲ့ဘေးရန်ကိုကာစီနိုင်တယ်ဘုံကနေဘေးကျုံဝုံကနေလွတ်စေနိုင်တယ်လူမိษาနမိษาရန်ကားလည်းကင်းဝေးစေနိုင်တယ်ဘယ်နှချက်အဲ့ဒါဘယ်သူလုံးမရမယ်ဒီကုသိုလ်ဒီသာသနာအရေးအောက်နေလို့လုပ်ခွင့်ရတယ် ဒါလေးတော့ပမ်းမှလောက်ကြမှာညအေးရဝင်ဘုရားရှိခိုးနော်စွန့်နိုင်ရင်မနဲ့ဆုံးလားဟာမိမိတို့နေတိုင်းချက်မစားဘူးလားအင်းကဖရာဘာလို့ရမလဲနာဖရာကြတော့အကြီးကြီးပြင်းစင်ထားတယ်ဆုံးတော်လည်းမအောင်မကဘူးရေတော်လည်းမအောင်မကဘူးအဲ့လိုဟာတွေမှလည်းနဲလာတာလားများလာတာလားဖြစ်လာရင်တားမရဘူးနော်မပေါ့နဲ့ ဒါဖြင့်ဖြစ်တိုင်းအကုန်ပါသလားဆိုတော့လွတ်တယ်လို့လွတ်ပါလေအဲ့လွတ်တဲ့ထဲကိုပါဖို့လိုတယ်မဖြစ်ဘူးလို့ပြောနိုင်ဘူးเนาะတကယ်လို့များအဆိုးတွေများလို့မကောင်းရိုးတွေပေါ်လာရင် ကိုယ့်လူကြီးဘယ်လိုလွတ်ဖို့လိုလဲအေးလွတ်တဲ့ထဲပေါင်းကျူးစားပါလို့ဘာဘူးလို့ဒီစကားပြောတာဘုန်းကြီးကပဲဘုန်းကြီးလေ ပြောဘန်းလေးဘုန်းကြီးဘာဘုန်းကြီးလဲအမျိုးဘုန်းကြီးကိုလူတွေကဘယ်ရသူတွေလဲဘယ်မျိုးသူတွေလဲရိုးရိုးတကားတကမမဟုတ်ဘူးဘာတကားတကမဆွေမျိုးရင်းချာတကားတကမဘာဘူးလို့လူလို့ဟုတ်ပြီလားဒါကြောင့်ပြောရမယ်တာဝန်ကျုပ်တာဝန်ဟောရမယ်တာဝန်ကျုပ်တာဝန် မလိုက်နာတာမလုံးတာခမည်းတော်အပိုင်းအေးလုံးကြရင်တော့ဟိုမှာဘုရားဘာပြောအနုညာတံဘုရားတိုင်းနှုတ်တော်ဖွင့်တော်ခွင့်ပြုအပ်တော်ဝန္တိတံစူလာသောတာပံအခြေခံကောင်းကုသိုလ်ဖြစ်တယ်လို့ရှိမွအပ်တော်ဒီကုသိုလ်ရှိရင်အပေမကြဘူးဒီလိုပြောတာဘဝတွေမကုန်သေးလို့ဖြတ်သားရရင်အစင်းနှိပ်အောက်တန်းကြတဲ့ဘဝကို မရောက်ဘူးဆော့အပြီးတော့ညာကြီးမမီတဲ့ဘဝမျိုးလည်းမရောက်ဘူးပင်ပင်ပန်းပန်းသက်ရှင်ယက်တီရတဲ့ဘဝမျိုးလည်းချို့တဲ့တဲ့ဘဝမျိုးလည်းမရောက်ဘူးဒါကြောင့်ကိုလူရဲ့တရဏဂုံသက်ရှင်ညွန့်နေအောင်ယူဆရင် အန္တရာယ်ကင်းမဲ့ဖြစ်လာရင်ကိုလွတ်မယ်ဒီလိုနော်